အဲ့လိုဒီနေ့ sharing လုပ်ပေးမှာ ABS formula လေးပေါ့နော် ABS formula ဥပမာဒီ absolute number ပြန်ပြီးတော့ return လုပ်ပေးရတဲ့ဟာပေါ့နော်ဥပမာဒီ minus တွေဆိုရင်ဥပမာ data တွေမှာ minus တွေပါနေရတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုအကုန်လုံး plus ဖြစ်စေချင်တယ်ဆိုတဲ့ဟာမျိုးမှာပြန်ပြီးတော့ change လုပ်ရရပေါ့နော်အဲ့ဆို data တွေများတဲ့အခါကျရင်ဒီ formula တွေကတိထိုင်ပို့ပြီးတော့အသုံးဝင်တယ်ဘယ်လိုအသုံးရမလဲဆိုရင်ဥပမာအနေနဲ့ညီညာချင်း up to ABS ပေါ့နော် ABS လို့ရေးမယ်ဆိုရင်ဒီမှာဒီနံပါတ်မှာအရှိမ minus ပါရပေါ့နော်ဒီဥစ္စာလေးကိုပြန်အတက်ခောက်လိုက်မယ်ဆိုရင်ဒီမှာဆိုရင် plus ဖြစ်သွားပြီအဲအဲ့ဒါလေးကိုအကုန်လုံးကိုဆက်ချလိုက်မယ်နော်ဆက်ကြလိုက်ရင်အမတွေ့တဲ့အတိုင်းပဲဒီမှာ minus တွေက plus ဖြစ်သွားတာပေါ့เนาะဒီက absolute နဲ့အဲ change လိုက်ပေါ့เนาะ formula ကို change လိုက်တဲ့အခါဒီအကုန်လုံး plus ဖြစ်သွားတယ် โอเคအဲ့ဒါကိုအာ auto sum လောက်ကြည့်ရအောင် auto sum ဆိုရင်ပေါင်းခြင်းပေါ့ပေါင်းခြင်းရလဲဒီမှာဆိုရင်1546ခုမှတစ်ခါလေးကြာရင်ဒီ minus ကနေ plus ပြောင်းနေရတာကြာတယ်ဒီမှာရှိသမျှအကုန်လုံးပေါင်းခြင်းလဲဆိုတဲ့ဟာများမှာဒီလိုမျိုးစဲဥမာဒီတိုင်းရိုးရိုး normal ပေါင်းရင်တော့ auto sum လို့ပေါင်းလိုက်ရင်တော့ဒီမှာ minus နဲ့သူကအဖြေ result ထွက်လာပါတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ minus တွေကိုလည်း plus သဘောထားပြီးတော့ပေါင်းလိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော် အခုရင် formula လေးနှစ်ခုပေါင်းလို့ရမယ်ဥပမာညီမချင်း sum ပေါင်းမှဖြစ်တဲ့အတွက် sum ပေါ့နော် sum ပြီးရင်နောက်တစ် formula တစ်ခုထပ်ထားနိုင်မယ် abs abs ပြီးရင်တော့ဒီကိုပေါင်းနေတဲ့ဟာတွေအကုန်လုံးကိုဆွဲချနိုင်မယ်ပြီးရင်ဝင်ပိတ်ပေါ့ဒီ under ခောက်လိုက်မယ်ဆိုရင် minus တွေကိုလည်းဆို plus အနေနဲ့ပဲသဘောထားပြီးတွက်သွားတာပေါ့နော်ဒါဆိုရင်ဒီလိုမျိုးဆိုပုံမြန်တယ် ဆိုတော့ minus ကနေ plus ပြောင်းနိုင်မယ်ဆိုရင်ကြာတယ်ဒီလိုမျိုး auto sum လိုချင်တဲ့ဟာမျိုးမှာဆိုရင် sum နဲ့ abs နဲ့နှစ်ခုပေါင်းပြီးတော့ဒီမှာတွက်ချလိုက်အောင်မယ်โอเคအဲ့ဆိုရင်ဒီ formula လေးအသုံးဝင်နေဆိုတဲ့ဟာလေး sharing လုပ်ပေးတာပါ